ညင်းမြုံမိုင်းတမျိုးမျိုးဓမ္မမဟုတ်စစ်ကြံလက်နက်ပစ္စည်းတစ်ခုခုပေါက်ပွဲပြီးထိခိုက်ဒဏ်ရာရသူကိုမှန်ကန်တဲ့ရှေးဦးသူနာပြုစုနည်းနဲ့ပြုစုပေးရပါမယ်။အရင်ဆုံးတော့ထိခိုက်မိသူဟာအသက်ရှူမရှူစစ်ဆေးရပါမယ်။ဒါအပြင်လူနာအသက်ကောင်းကောင်းရှူနိုင်ဖို့လေပြွန်လန်းချောင်းပိတ်ဆို့မှုမဖြစ်စေဖို့လည်းလုပ်ပေးရပါမယ်။ခြေထောက်နဲ့လက်မှာဒဏ်ရာရတယ်ဆိုရင်ဒဏ်ရာကိုတန့်စင်တဲ့ရေနဲ့ဆေးကြောပေးပြီးပတ်တီး ဒါမှမဟုတ်လွယ်လွယ်ကူကူရနိုင်တဲ့အဝတ်အစားတွေနဲ့ဒဏ်ရာပေါက်ကိုဖိသိမ့်စီးနှောင်ရပါမယ်။လူအပ်ရင်သွေးထွက်တာကို ထိန်းဖို့ဂျိုင်းနဲ့ပေါင်ကြမ်းမရှိတဲ့သွေးလွတ်ကြောမကြီးကိုဖိထားရပါမယ်။လူနာကိုပက်လက်လှန်ထားပြီးဒဏ်ရာရထားတဲ့ခန္ဓာကိုယ်အစိတ်အပိုင်းဖြစ်တဲ့လက်ဒါမှမဟုတ်ခြေထောက်ကိုနှလုံးထက်မြင့်တဲ့နေရာမှာမြှောက်ထားဖို့လဲလိုပါတယ်။ဥကောင်းထိခိုက်ဒဏ်ရာရထားရင်ငြိမ်အောင်ထားပေးပါ။အခြေအနေပေးတာနဲ့ လူနာကိုအနည်းဆုံးစေကုသရာ နေရာစီအမြန်ဆုံးပို့ဆောင်ရပါမယ်။တကယ်လို့လူသားချင်းစာနာထောက်ထားမှုဆိုင်ရာမိုင်းလုပ်ငန်းဆောင်ရွက်နေတဲ့အဖွဲ့အစည်းတွေရှိရင်ဆက်သွယ်အကူအညီရယူပါ။မင်္ဂလာပါရှင်ကျမမော်ဦးမြပါဒီကနေ့မှနားဆင်ရမယ့် Genuity Times ရဲ့သတင်းတွေကတော့နေရပြတဲ့ Prusodeta ခန့်၃ဦးကိုစစ်ကောင်စီတပ်ကပြစ်ခတ်တဲ့အတွက် နှစ်ဦးလူမြောက်ပြီးတဦးပြောင်းဆုံးနေပါတယ်။ဒီမော့ဆိုအရှိချမ်းစစ်ရှောင်းစခန်းတနေရာမှာ ရေသွင်းတန်းနိုင်ဖို့အကူအညီတွေလိုအပ်နေတယ်လို့သိရပါတယ်။ဂရီနီပြည်တွင်းတနေရာမှာကွေးပြားအခြေခံတန်းဆင်းပွဲနဲ့လူငယ်တွဲဆုံပွဲအခမ်းအနားပြုလုပ်ခဲ့ပါတယ်ဆိုတဲ့သတင်းတွေနဲ့အတူဝေးလံခေါင်ဖြားတဲ့ဒီလိုကျိုးအုပ်စုအတွင်းမှာလမ်းတရာပြပြနိုင်ဖို့ဒေတိုင်းခရီမျော်လင့်နေကြတယ်ဆိုတဲ့သတင်းတွေကိုပြောပြပေးပါမယ်ရှင်။ပြီးခဲ့တဲ့ဇွန်လ10ရက်နေ့မနက်8:00နာရီခွဲအချိန်မှာ ကရီနီပြည်ပရူဆိုမြို့နယ်အတွင်းမှရှိတဲ့ tiklu.jw မှာနေအိမ်ပြန်လာကြည့်တဲ့ဒေတာခက်အမျိုးသား၃ဦးကိုကင်းရှင်ယူထားတဲ့စစ်ကောင်စီတပ်သားတွေကပြစ်ခတ်ခဲ့တယ်လို့ဒေတာခက်တွေကပြောပါတယ်။အဲ့ဒီပြစ်ခတ်မှုကြောင့်၂ဦးကထိခိုက်ဒဏ်ရာရရှိပြီးကျန်တဲ့၃ဦးမှာပျက်ဆုံးနေဆဲဖြစ်တယ်လို့သိရပါတယ်။ပထမဆုံးပြစ်ခတ်ခံရတဲ့သူကတော့ပေါင်မှာထိခိုက်ဒဏ်ရာရရှိသွားပြီးဒုတိယတယောက်ကလွတ်မြောက်သွားပြီးမြဲ့ လက်ပစ်ဘုံနဲ့ထပ်ပစ်တဲ့အခါမှာထွက်ပြေးနေတဲ့အချိန်မှာနောက်ကြောကိုထိမှန်သွားတယ်လို့သိရပါတယ်။အဲ့ဒီဒေတိုင်းခံတွေဟာဆစ်ရှောင်းနေရင်းနဲ့နေရပြက်ပြီးပစ္စည်းတွေပြန်ယူကြတာဖြစ်ပါတယ်။ပျောက်ဆုံးနေသူကတော့အသက်50ကျော်အရွယ်အမျိုးသားဖြစ်ပြီးဒီကနေ့အထိပြန်မရလာနိုင်သေးဘူးလို့သိရပါတယ်။တောင်ရထဲဖို့အတွက်ဆက်ပစ္စည်းတွေပြန်ယူတာဖြစ်တယ်လို့လည်းသိရှိရပါတယ်။လွန်မြောက်လာသူတွေထွက်ပြေးသွားတဲ့နောက်မှာတနက်တန်ကြားရပြီးကြံခဲ့တဲ့တယောက်ကို အဲ့ဒီနေရာမှာတ냐ဆောင်ခဲ့ပေမဲ့အခုချိန်အထိပြန်မလာသေးဘူးလို့ဒေတာခန့်တွေကပြောပါတယ်။နေအိမ်ပြန်လာကြည့်တဲ့ဒေတာခန့်၃ဦးဟာစိုက်ကဲနှစီးနဲ့ရှစ်ဆင်းနောက်ဆက်ပြန်လာကြတာဖြစ်ပြီးစစ်တပ်ကနေစိုက်ကဲတန်းကြားရာကနေပြစ်ခတ်လိုက်တာဖြစ်တယ်လို့သူတို့ကပြောပြပါတယ်။ Greenie ပြည်ဒီမော့ဆိုမြို့နယ်အရှိချမ်းက Nuclear စစ်ရှောင်းစခန်းမှာရေထွဲပေါက်ကနေစစ်ရှောင်းစခန်းစီကိုရေပိုက်တွင်တန်းလိုက်ဖို့အကူအညီတွေလိုအပ်နေတယ်လို့စစ်ရှောင်းစခန်းအသုတ်ခံသူကပြောပါတယ်။ အဲ့ဒီစစ်ရှောင်းစခန်းဟာရေချောင်းဘေးမှာရှိနေပေမဲ့လို့မိုးရသည့်ကာလအတွင်းမှာရေချောင်းကနေတောက်ရေတုံးရေတွေအသုံးပြုဖို့အဆင်မပြေတာကြောင့်ပင်နထောက်အကွာဝေးမှာရှိတဲ့ရွေထွက်ပေါက်ကနေရေသွဲယူနိုင်ဖို့ဖြစ်တယ်လို့ဆိုပါတယ်။လက်ရှိမှာတော့ဂရင်းနီပြည်ကြားကာလအချုပ်ရေးကောင်စီ IECC ကိုလိုအပ်ချက်တွေအကူအညီတောင်းခံထားတယ်လို့သိရပါတယ်။ရေတွဲယူနိုင်ဖို့ကြောက်ကြမဲ့ငွေကြေးအကူအညီကိုရယူလိုတာဖြစ်ပြီး လိုအပ်တဲ့လှုပ်အားတွေကိုတော့စစ်ဘေးရှောင်လူထုတွေကနေဝိုင်းဝန်းလှုပ်ဆောင်သွားမယ်လို့သိရပါတယ်။မိုးရသီကာလဖြစ်တာကြောင့်လည်းရေထောင်ဘေးမှာနေထိုင်ကြတဲ့စစ်ဘေးရှောင်တွေဟာမိုးရသွန်းပြီးတဲ့အချိန်တိုင်းရေနောက်ရာနဲ့ကြုံ တွေ့နေရတာကြောင့်တောက်တုံးရေနဲ့တကူရေအတွက်ခက်ခဲတွေရှိနေကြတာပါ။နိုကလိုစစ်ဆောင်စခန်းဟာပြီးခဲ့တဲ့2024ခုနှစ်နိုဝင်ဘာလမှာရှန်ကရီနီနဲ့ဆက်မိုးပြဲနဲ့အနီနာကကျွော်တွေမှာဖြစ်ပွားတဲ့တိုက်ပွဲတွေကြောင့် တင်ရှောင်းလာကြတဲ့စစ်ပေးရှောင်းတွေဖြစ်ပါတယ်။အဲဒီစစ်ရှောင်းစခန်းမှာစစ်ပေးရှောင်းလူထု400ကျော်ရှိပြီးအင်ချင်း124အင်ရှိတယ်လို့သိရပါတယ်ရှင်။ပြီးခဲ့တဲ့ဇွန်လ10ရက်နေ့ကအဖွဲ့စည်း၄ခုကနေပူးပေါင်းပြီးအပတ်စဉ်6အခြေခံကွန်ပျူတာသတင်းစင်ပွဲနဲ့လူငယ်တွဲဆောင်ပွဲအခမ်းအနားကိုဂရီနီပြည်တွင်းတနေရာမှာကျင်းပပြုလုပ်ခဲ့ပါတယ်။ဂရီနီနိုင်ငံရဲ့အကျဉ်းသားများအစည်းအရုံး KPPA လူငယ်ရေးရာဌာန IEC DOYA ဒေါ် Preset Team Greeny Tuna ပြုတ်စီရောက် KNA စတဲ့အဖွဲ့ကပူပေါင်းဖွင့်လင်းခဲ့တာဖြစ်ပါတယ်။တင်နန်းကာလတလားတာတင်ကြခဲ့ပြီးတဲ့နောက်မှာတော့တင်နန်းသူတင်နန်းသားအယောက်30ကိုတင်နန်းပြီးဆုံးကြောင်းလက်မှတ်ပေးအပ်နိုင်ခဲ့တယ်လို့ဆိုပါတယ်။တစ်ဆက်ထမှာပဲကွေပြာတင်နန်းစင်ပွဲနဲ့အတူ လူငယ်တွဲဆောင်ပွဲကိုလည်းပြုလုပ်သွားခဲ့ပါတယ်။မြပြည်မှာလူထုတွေအတွက်လှုပ်ဆောင်နေတဲ့လူငယ်ဖွဲ့စည်းတွေနဲ့ရှစ်ဆက်လှုပ်ဆောင်ရမယ့်လူငယ်ခန်းကဏ္ဍတွေမှာဘလို့ပူပေါင်းဆောင်ရွက်ကြမလဲ။ ဘယ်ယာတွေအားနည်းချက်ရှိနေတယ်လဲဘလို့အဖြစ်ရှာကြမလဲဆိုတဲ့အချက်တွေကိုဆွေးနွေးခဲ့တယ်လို့သိရပါတယ်ရှင်မေလာနောက်ဆုံးပတ်မှာမို့ဆက်မပြတ်ရွာသွန်းခဲ့တဲ့အတွက်ဂရီနီပြည်ဖရူဆိုအနောက်ခြမ်းကဒီလီဂျိုအုပ်စုအတွင်းကိုဖျက်ဆီးသွားလာတဲ့လမ်းတရာတချို့ပျက်စီးမှုတွေရှိနေပါတယ်မြေပြိုမှုကြောင့်တရာတချို့တိမ်ဆောင်းသွားပြီးကျွရအုပ်ချုပ်ရေးအဖွဲ့တွေကလည်းပြည်ပြင်ဆောင်ရွက်ဖို့ပြင်ဆင်ခဲ့ရတယ်လို့ ညနယ်အုပ်ချုပ်ရေးကောင်စီအဖွဲ့ကတာဝန်ရှိသူကပြောပါရယ်နေစင်နေတိုင်းမိုးရသီကာလအတွင်းလမ်းပန်းဆက်တွေရေးခက်ခဲတာအပြင်မြေပြိုတဲ့အတရေကိုအဲ့ဒီဒေတာခဲတွေကရေးဆိုင်နေရတာကြောင့် IECC ကိုလမ်းတံတားနဲ့မြေထိန်းနှံ့ရန်ဆောက်လုပ်ဖို့လိုအပ်တဲ့အကူအညီတွေကိုတင်ပြတောင်းဆိုထားတယ်လို့သိရပါရယ်ပထမစိန်ခေါ်ချက်ဟာစာဝန်နေရေးဖြစ်ပြီးလမ်းပန်းဆက်တွေရဲ့အခက်အခဲကအဲ့ဒီ data အတွက်ဒုတိယစိတ်ခေါ်ချက်ဖြစ်တယ်လို့သိရပါတယ်။အဲ့ဒီ data အတွင်းကလူထုတွေဟာ လန်တရာမြပြမှုဖြစ်ပွားလို့ရှိရင်ကိုထုကိုထလန်ပြပြင်တာလန်ရှင်းလင်းတာကိုလည်းလူထုအားနဲ့ဆောင်ရွက်ကြရတာဖြစ်ပါတယ်။မြို့နယ်အုပ်ချုပ်ရေးကောင်စီဖွဲ့ရဲ့စည်းရင်အရဒေလဂျိုကျေးရွာအုပ်စုအတွင်းမှာကျေးရွာ900ရှိပြီးစစ်ပေးရှောင်လူထုပါဝင် လူဦးရေတထောင်နဲ့အထက်ရှိတယ်လို့သိရပါတယ်ရှင်။ကနေောက်တီထိုင်းသတင်းဌာနရဲ့ဇွန်လ12ရက်နေ့သတင်းတွေကိုနာဆင်ခဲ့ရတာပါ။ကြည့်ရှုနာဆင်ခဲ့ကြတဲ့ပရိသတ်များအားလုံး လုံခြုံပေးခဲ့တဲ့နေ့ရက်ကိုအမြန်ဆုံးပိုင်ဆိုင်နိုင်ကြပါစေရှင်။